အားလုံးမင်္ဂလာပါရှင်အဲကျွန်တော်တို့အပီသုံးလုံးပါတီလို့လူသိများတယ်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့အလုတ်သမားရေးရာမူဝါဒအလုတ်မူဝါဒရည်မှန်းချက်နဲ့မဟာဗျူဟာများကိုရှင်းလင်းတင်ပြနေတာဖြစ်ပါတယ်မဟာဗျူဟာအနံပါတ်3အနေနဲ့တော့လုပ်ငန်းခွင်အေးချမ်းတာယာရေးနှင့်အလုတ်သမားအဖွဲ့အစည်းများခိုက်မာရေးပေါ့နော်ဆိုလို့ရှိရင်လုပ်ငန်းခွင်မှာအေးချမ်းတာယာဖို့ဆိုလို့ရှိရင်လုပ်ငန်းခွင်အေးချမ်းတာယာရေး ဘေးအန္တရာယ်ကင်းရှင်း၍ကျန်းမာရေးနဲ့ညီညွတ်တဲ့လုပ်ငန်းခွင်ဖော်ဆောင်ရေးပေါ့နော်ဆိုလို့ရှိရင်လူတွေဆိုတာတနေကုန်ပေါ့နော်၈နာရီပေါ့တနေ့ကို၈နာရီလုံလို့ရတယ်ဆိုရင်မနေ့9နာရီကနေည9နာရီထိလုံလို့ရတယ်ပဲထားပေါ့နော်ဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းခွင်သူနေတဲ့လုပ်ငန်းခွင်ဟာအာတန့်ရှင်းတိုက်ရနေရမယ်အာကျန်းမာရေးနဲ့ညီညွတ်ရမယ် ဲလုပ်ငန်းခွင်ထဲမှာလည်းအေးချမ်းတာယာမှုရှိရမယ်ပေါ့နော်အဲစူးစူးပူပူတွေမဖြစ်ရဘူးအဲဆိုလို့ရှိရင်တချို့လည်းဆက်ရန်တရားတွေနဲ့အလုပ်လုပ်ကြရတဲ့အချိန်မှာတနေကုန်ဆက်ရန်တရားတွေရဲ့အတန်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းကျမတို့တဲ့ ear plug တို့ဘာလို့တက်ပြီးတော့မှဒီအတန်စူညံတဲ့ဒဏ်ကိုဟိုရေရှည်ခန့်နိုင်အောင်ပေါ့နော်ဟိုများသွားဖြစ်တော့ကျမတို့ရက်ကန်းစင်တို့ဘာလို့ဆိုရင်လေတနေကုန်ရက်ကန်းနေခတ်နေရဆိုရင်အတန်နေစူညံနေရပေါ့ကြာတဲ့အခါကျတော့ဟိုနားလေးသွားတာတို့နားထိုင်သွားတာတို့ဒါမျိုးတွေဖြစ်နိုင်တယ်ဒါမျိုးတွေကို အဲကျမတို့ကျမ်းမာရေးရှုထောင့်ကနေချုပ်တင်ကာကွယ်တာမျိုးပေါ့နော်အဲနောက်တစ်ခုကကြတော့ဒီလုပ်ငန်းခွင်မှာကျမ်းမာရေးနဲ့ညီညွတ်တယ်ဆိုတာအလင်းရောင်ကောင်းကောင်းရတယ်အဲပြီးလို့ရှိရင်ကျမတို့လေဝင်လေထွက်ကောင်းတယ်စသဖြင့်ပေါ့နော်ဒီလိုလုပ်ငန်းခွင်နေဟိုတာယာတအေးချမ်းတာယာတဲ့လုပ်ငန်းခွင်နေကျမ်းမာရေးနဲ့ညီညွတ်တဲ့လုပ်ငန်းခွင်နေ sorry ပါရှင်ဆောင်ရွက်ဖို့ဖြစ်ပါတယ်နောက်တစ်ခုကအလုပ်ရှင်နဲ့အလုပ်သမားကလည်းတကယ်တမ်းဆိုရင်တော့တလီတဲ့စီးတခီးတဲ့သွားဖြစ်ပါတယ်ရှင် ဆိုလို့ရှိရင်အလုတ်အလုတ်ရှင်နေရှိလို့အာဒီအလုတ်ကင်ခွင့်နန်းနေရှိတယ်အဲသို့တော်လည်းအလုတ်အလုတ်အလုတ်သမားတွေရှိလို့အလုတ်ရှင်နေရလဲသူကိုယ်တိုင်မဆောင်ရွက်နိုင်တဲ့ကိစ္စတွေကိုဒီအလုတ်ဝန်ထမ်းတွေအဆောင်ရွက်ခြင်းအဖြစ်ပေါ့နော်ဒီလုပ်ငန်းကြီးကိုအချိုးပြုတ်နေတာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့ဒီလုပ်ငန်းကြီးကောင်းတယ်ဆိုရင်အလုတ်ရှင်လည်းအဆင်ပြေတယ်အလုတ်သမားလည်းအဆင်ပြေတယ်အလုတ်ရှင်နဲ့အလုတ်သမားဟာတလေတည်းစီးတခီးတည်းသွားဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့အလုတ်ရှင်နဲ့အလုတ်သမားချားမှာအပြုတ်သဘောဆောင်တဲ့ပေါင်းစပ်ညှိနှိုင်းရေးတွေကိုကျမတို့ ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။နောက်တချို့ကအလုတ်သမားအဖွဲ့အစည်းတွေကဒါအလုတ်သမားတွေကလူများစုတွေဖြစ်တယ်ဆိုပြီးတော့မှအဲပြီးလို့ရှိရင်ကျွန်တော်တို့အလုတ်သမားတွေစန္ဒပြတယ်ဆိုပြီးတော့မှဟိုဆက်ယုံလုတ်ယုံနေရဲ့အဲဟိုပါပေါ့အဝင်ထွက်လမ်းတွေပိတ်ထားတာတို့ကုန်ချမ်းတွေလည်းတွင်းလို့မရဘူးကုန်ကြောတွေလည်းထုတ်လို့မရဘူး။နောက်လူတွေကစန္ဒပြတယ်ဆိုပြီးအလုတ်ခွင်မှာအလုတ်လည်းမလုတ်ကြဘူးပေါ့နော်။အဲကျွန်မဂျပန်ရောက်တုန်းကပေါ့နော်ဂျပန်လေလာခီရောက်တုန်းက အာကျမတို့ဒီအလုတ်သားတွေများတဲ့ဆက်ယုံတစ်ခုကိုကျမတို့ပြပါတယ်ရှင်အဲ့ဒီမှာမီးအစိမ်းလေးတွေအနီလေးတွေကျမတို့ဖွင့်ထားတာရှိတယ်ဆိုလို့ရှိရင်မီးအစိမ်းအနီလေးတွေဖွင့်ထားတာဗာလဲဆိုလို့ရှိရင်ဒီလုပ်ငန်းခွင်မှာရှိတဲ့အဲဒီအလုတ်သမားတွေတောင်းဆိုတာဟာဘောเนาะမိအစိမ်းသမားကတော့ဗာလဲဒီတောင်းဆိုချက်မှာပါဝင်နေမိနေသမားကတော့ဒီတောင်းဆိုချက်မှာမပါဝင်ဘူးဒီတောင်းဆိုချက်မရလဲကိစ္စမရှိဘူးသို့တော်လဲသူတို့ကအလုတ်လုပ်နေကြပါတယ်ရှင့် အဲပြီးလို့ရှိရင်လည်းအဲမီးလုံးဝမဖွင့်ထားတဲ့သူကလည်းသူ့မှာဘာသဘောထားမှချက်မှမရှိဘူးပေါ့နော်ဘာ comment မှပေးစရာမရှိဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲသဘောမျိုးဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ no uh, no work no pay ပေါ့နော်ဆိုလို့ရှိရင်အဲတလလုံးနှိပါးဆန္ဒပြတယ်အလုတ်ရှင်မှာအလုတ်ရှင်ဘက်ကရှိရင်အလုတ်ကမပြီးမြောက်ဘူးအဲဒါပေမဲ့အချိန်တန်တော့လကုံတော့ဟိုလကုံတော့လစာမထုတ်ပေးလို့ဆိုပြီးတော့မှ အဲဒါမျိုးတွေပေါ့နော်ဆိုလို့ရှိရင်အလုတ်လုတ်ရင်လုတ်တလောက်အကျိုးခံစား권ရှိပြီးတော့မှအဲခုနလိုပေါ့နော်အလုတ်သမားနဲ့အလုတ်ရှင်အလုတ်သမားတွေစုဝေးပြီးတော့မှအလုတ်ရှင်ကိုဆန္ဒပြပြီးတော့မှအလုတ်ရှင်အခက်အခဲဖြစ်အောင်လုပ်တာမျိုးပေါ့နော်အဲဒါမျိုးတွေကိုကျမတို့အားမပေးပါဘူးအလုတ်ရှင်နဲ့အလုတ်သမားဟာတလီတဲစီးတခီးတဲသွားဖြစ်ပါတယ်အလုတ်ရှင်နဲ့အလုတ်သမားကြားမှာအပြုသဘောဆောင်တဲ့ပေါင်းစပ်ညှိနှိုင်းမှုတွေကိုကျမတို့ပံ့ပိုးပေးချင်တာဖြစ်ပါတယ်ရှင့် နောက်တစ်ခုအလုပ်တွေလုပ်တဲ့အချိန်မှာ ESG လို့ခေါ်တာပေါ့နော် ESG ဆိုတော့ environmental social and governance ပေါ့ environmental ဆိုတာတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနေနဲ့ပေါ့နော်ကျမတို့အဲဒီစွန့်ပစ်ပစ္စည်းတွေအမိုက်တွေလည်းကျမတို့တေချာဟိုပတ်ဝန်းကျင်မညစ်ညမ်းအောင်ကျမတို့စွန့်ပစ်မယ်။နောက်လူမှုရေးဆိုတာကတော့ခုနကလိုပေါ့နော်မိသားစုနေမကောင်းမကြမ်းမမာဖြစ်တယ်။နောက်အမျိုးသမီးတွေကိုယ်ဝန်ဆောင်နေရတယ်မိဖွားနေရတယ်စသဖြင့်ပေါ့နော်။သားသမီးနေမကောင်းလို့ အခွင့်ယူရတယ်စသဖြင့်လူမှုရေးနဲ့ပတ်သက်တာတွေပြီးလို့ရှိရင်အုပ်ချုပ်မှုဆိုတော့ governance ပေါ့အုပ်ချုပ်မှုအဲဒါတွေမှာလည်းကျမတို့ကစံနမူနာကောင်းအနေနဲ့စံစံအနေနဲ့ ESG စံများကောင်းမွန်ရေးကိုလည်းကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်ဒါတွေလည်းဆောင်ရွက်ချင်ပါတယ်အလို့ရှင်လည်းအဆင်ပြေအလို့သမားလည်းအဆင်ပြေအလို့ရှင်ရောအလို့သမားရောအဆင်ပြေတဲ့အခါကျတော့စီးပွားရေးလုပ်ငန်းတွေကုန်ထုတ်စွမ်းအားတွေတိုးတက်မယ်စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်တဲ့အချိန်မှာ အနာကျွန်တော်တို့နိုင်ငံတော်ကိုလည်းအခွန်များများဆောင်နိုင်ခြင်းအဖြစ်အစိုးရလည်းပြည်လဲမယ်ပေါ့နော်အလို့ရှင်အလို့သမားအစိုးရ၃ဦး၃ဖလှယ်ပြည်လဲတဲ့နေ့ကိုကျွန်တော်တို့ဆောင်ရွက်ချင်တာဖြစ်ပါလေရှင်နောက်တစ်ခု ESG ပေါ့နော် Environmental Social and Governance ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှစိမ်းလမ်းနဲ့ဆက်မှုဇုံတွေဆက်ယုံအလို့ယုံတွေပေါ့နော်ဆက်ယုံအလို့ယုံကတော့အထက်ထဲမှာရှိတယ်သူ့ရဲ့ပရဝုံထဲမှာအာကျွန်တော်တို့တစ်ပင်နေစိမ်းစိမ်းလမ်းလမ်းစိုက်ပျိုးထားတာတို့နော်မြက်ခင်းလေးတွေနဲ့ အဲတာယာလှပတာတို့ပေါ့နော်ပန်းပန်းပင်နေပန်းပွင့်ပြီးတော့မှမျက်စိပဓာသရှိတာတို့ပေါ့နော်စသဖြင့်စိန်လန်းသောဆက်မှုဆုံးဆက်ယုံလုံယုံဆက်မှုဆုံးကြီးမှာလဲကျမတို့အဝင်လန်းနေရစနောက်ပန်းချန်နေရှိတာတို့ဘာလို့စသဖြင့်ပေါ့နော်နောက်အလုတ်သမားအဆောင်နေပြီးအငှားအိမ်ယာတွေနောက်အခုဆိုလို့ရှိရင်ကျမတို့အာလူတွေကရွှေ့ပြောင်းနေဆိုတာပေါ့နော်ပြည်တွင်းမှာလဲရွှေ့ပြောင်းလုံလုံကြရပါတယ်ပြည်ပောက်ရွှေ့ပြောင်းအောင်လာလဲရှိတယ် ပြည်တွင်းမှာဆိုလို့ရှိရင်တော့ဒီအလုတ်ကိုင်းခွင်လန်းနေများတယ်ရန်ကုန်မြို့လိုမျိုးမှာပေါ့နော်ရွှေ့ပြောင်းနယ်ဆိုလို့ရှိရင်အဲဘာရှိလဲဆိုလို့ရှိရင်သူတို့နယ်မှာတော့အိုးပိုင်အိမ်ပိုင်ပဲဒါပေမဲ့ရန်ကုန်လိုမျိုးအလုတ်ရှိတဲ့နေရာလာရတဲ့အချိန်မှာသူတို့မှနေစရာမရှိဘူးပေါ့နော်နေစရာမရှိဘူးပေါ့နော်နေစရာမရှိတဲ့အချိန်မှာကျမတို့အလုတ်သမားရဲ့အဆောင်တွေအငှားအင်ရာတွေကျမတို့အဲတေချာဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။နောက်တည်ယူဖို့ဆောင်ရည်နော်ရေမီမိန်လာစနစ်တွေပေါ့နော်ဆိုလို့ရှိရင်အလုတ်အလုတ်စင်းအလုတ်တဲ့ တယ်ယူပို့ဆောင်ရင်ပြီးလို့ရှိရင်ရေမီမိန်လာပေါ့နော်တဏီကုံနေရတဲ့အလုပ်မှာဒီအပေါ့ပွားသွားမယ်အလေးပင်ပွားသွားမယ်ဆိုလေရေမီမိန်လာတွေကျမတို့ အဲဒီဟောပေါ့နော်ပြည့်စုံရမှာဖြစ်တယ်ဒါတွေကောင်းမွန်စီကျမတို့လည်းအလုတ်ရှင်တွေကိုတွန်းအားပေးပြီးတော့ဆောင်ရွက်သွားမယ်။နောက်ကျမ်းမာရေးနဲ့ပညာရေးကိုတံမိုးထမြင့်တင်နိုင်မယ်။လုပ်ငန်းခွင်ဆက်ဆံရေးပေါ့နော်။ဆိုလို့ရှိရင်ကိုယ့်ရဲ့အလုတ်သမားတွေကျမ်းမာမှာအလုတ်လုပ်နိုင်မယ်။ကိုယ့်ရဲ့အလုတ်သမားတွေကျမ်းမာရေးကိုဂရုစိုက်ပေးမယ်။အဆက်ယုံစေကန်းဖွင့်ပေးတာတို့စသဖြင့်ပေါ့နော်။ပြီးလို့ရှိရင်သူတို့တွေပညာတတ်မှအဝေးတင်အဲတွားမဲ့လူတွေကလည်းစာမွက်ဖြေမဲ့လူတွေကိုလည်းခွင့်ပေးတာမျိုးပေါ့နော်ပညာရေးကိုအားပေးမြင့်တင်တာမျို ပြီး online နဲ့ပညာသင်တာမျိုးဒါမျိုးကိုကျမတို့အလုပ်လုပ်ရင်းနဲ့ပညာသင်ကြားတဲ့သူတွေကိုလည်းကျမတို့ကတံပိုးထားမြင့်တင်သွားမယ်ပေါ့နော် လုပ်ငန်းခွင်ဆက်ဆံရေးဆိုတာအလုပ်သမားချင်းချင်းပြီးလို့ရှိရင်အလုပ်သမားနဲ့အလုပ်ရှင်ဆက်ဆံရေးပေါ့နော်လုပ်ငန်းခွင်ဆက်ဆံရေးအလုပ်သမားအဖွဲ့အစည်းများခိုင်မာရေးပေါ့နော်ခိုင်မာတယ်ဆိုတာစနစ်ကျပြီးခိုင်မာတယ်နော်အလုပ်သမားအငင်းပွားမှုတွေကိုအေးချမ်းမြတ်တာဆိုတာဖြည့်ရှင်းရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်းကျင်ကောင်းတွေတိုးတက်စေဖို့လို့အတွက်ကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။ဒါသည်တိုင်းပြည်ရဲ့ အဲစီးပွားရေးကိုမြင့်တင်တဲ့ဒီအလုတ်သမားရေးရာနဲ့ဆိုင်တဲ့မဟာဗျူဟာများဖြစ်ပါတယ်။နောက်အဲ့ဒါကြောင့်မလို့2025ပါတီစုံဒီဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာကျမတို့ပါတီအနေနဲ့ရှင်ပြိုင်တဲ့နေရာမှာနောက်ပြည်သူလူထုတွေအနေနဲ့မဲပေးခြင်းအပြင်ကျမတို့ပါတီကိုအားပေးကြပါလို့အဲအားပေးကြပါကျမတို့ပါတီကိုခိုင်းကြပါကျမတို့ပါတီရဲ့ကိုယ်စားလှယ်တွေခိုင်းကြပါပြည်သူလူထုရဲ့အဲကောင်းကျိုးကိုဆောင်ရွက်ခြင်းလို့အဲကျမတို့ဟို ဖွဲ့စည်းတည်ထောင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးကြပါလို့အဲကျွန်မမေတ္တာရက်ခံရင်းနဲ့ဏိကုံချုပ်အပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်